ဟယ်လိုအားလုံးမင်္ဂလာပါဘိုးမချန်ကနေကြိုဆိုပါတယ်ပရီးမီးယားလိပွဲတင်30ရက်တနင်္ဂနွေနေ့နောက်ဆုံးပွဲလို့ပြောရမယ်မန်ချက်စတာစီးတီးနဲ့ဘုံမောက်တို့ကစားကြတဲ့ပွဲမှာစီးတီးက သုံးဂိုးတကူဆိုတဲ့ရလနဲ့အိမ်ကွင်းမှာအပြတ်သက်အနိုင်ရတယ်ဒီပွဲအနိုင်ရခဲ့တဲ့အတွက်ကျွန်တော်မန်ချက်စတာစီးတီးအနေနဲ့ဒုတိယနေရာကိုဒါဒီပရီးမီးယားလိအဆင့်စီရမှာပြန်တက်လှမ်းလာနိုင်ခဲ့ပြီပေါ့နော်ဆိုတော့ဒီပွဲနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်ပါအားလုံးမင်္ဂလာပါဆိုတော့မန်ချက်စတာစီးတီးအတွက်တော့ဟာလန်ကကျွန်တော်တို့က2ဂိုးသွင်းပြီးတော့ညီကိုအိုရန်လီကတကူးသွင်းတယ်အဲဒီတောင်းကန်ဘောကနေတစ်ဆင့်တိုင်လာအက်တမ်က ကျွန်တော်တို့နေဒီဘုံမောက်အတွက်ချီပါကူသွင်းရင်းနဲ့၃ခုတကူဆိုတဲ့ရက်လက်ထွက်ပေါ်ခဲ့တာဗောနော်ဆိုတော့ဒီပွဲ၂ခုသွင်းခဲ့တာဖြစ်တဲ့အတွက် City Dice Six ဈာမပေးတဲ့ Arling Haaland တွေ့တော်ဒီယာဒီ Premier League သွင်းကို၁၀ပွဲမှာ၁၃ခုကြီးကျွန်တော်ရှိလာပြီဗောနော် Premier League မှာဒီအကောင်းဆုံးတိုက်စင်မှုဖြစ်ကျွန်တော်မြင်ထားပြီးမကဘူး ဟိုပရီးမီးယားလိမ်မှာလည်း twin goal အများဆုံးကစားမ Manchester City အတွက်လည်း twin goal တွေအများစုကိုသူကကြည့်ပဲ twin ယူပေးထားတဲ့ကစားမတစ်ယောက်ပါဆိုတော့ဒါကြောင့်လည်းရှိမှာ Haaland ကတော့တိုက်စင်မှာ goal တွေ twin ပြီးတော့ Manchester City ကိုအမှတ်တည်ယူပေးနေသေးပဲဆိုတော့ဒီပွဲကနိုင်လိုက်တဲ့တွေ Manchester City က10ပွဲမှာ6ပွဲအထိသူတို့တွေပေါ့နော်ကျွန်တော်တို့ကအနိုင်ရတယ်6ပွဲအထိအနိုင်ရပြီးတော့တပွဲတည်ကြတယ် သုံးပွဲရှုံးနေထားပြီးတော့ဒီရာဒီတိုက်စစ်က920ထိရတဲ့ခန်းစစ်က89ပြန်ပြီးထားရင်19မက်ပေါ့နော်19မက်ကျွန်တော်အာဆင်နယ်အောက်မှာကျွန်တော်ဒီ6မက်လာနော်ကျွန်တော်ဒီဟိုလိုအလိုနဲ့ဖိအားလိုက်ပြီးတော့ကျွန်တော်ပေါ့နော်ဒါပေးနေတယ်ပေါ့နော်ဆိုတော့ Manchester City တွေတော့အာဆင်နယ်ကိုတောက်လျှောက်ဖိအားပေးဖို့ဂျူပန်ဖို့အခြေအနေကောင်းနေကျွန်တော်ဖြစ်လာပြီးအဆင့်နှစ်လည်းသူတို့ပြန်ပြီးတော့ရောက်လာပြီပေါ့တကယ်တော့ဒီပွဲမှာဆိုလို့ရှိရင်ဘုံမောင်းရဲ့ကစားသွားတဲ့ပုံစံကဒါမဆိုးဘူးပေါ့နော်မဆိုးဆိုတာ ဟိုအရန်ကြီး open play ကနေတဆင်တော့အန်ဒီရဲ့အရန်များတဲ့အခြေအနေမျိုးတွေတော့သူတို့မဖန်တီးနိုင်ခဲ့ဘူးမဖန်တီးနိုင်ခဲ့ဘူးသို့တော်လည်းပဲအတိုင်းနာတကူဒီပေါ်တော့ဒီခြေပါကူတွေပြန်ရလောက်မဲ့နေထိုင်မှုတွေကျွန်တော်တွေးခဲ့ရတယ်ဒါပေမဲ့လို့ခြေပါကူရခဲ့တာကလည်းတောင်းကန်ဘောကနေတဆင်ဆိုတော့သူတို့ရဲ့ open play က good threat ဟာတော်တော်လေးကိုနဲပါတယ်တချို့လုံးနေဆိုလို့ချင်းဘီနာကကတ်ထွက်သွားတဲ့လုံးနေကျွန်တော်ပါတယ်ဒုတိယပြီးမှဆိုစီမင်ညူကဘယ်ဂျီနဲ့ဖြစ်နေမောပေးတာကိုကျွန်တော်ပေါက်ချင်းမှာနှစ်ယောက်ရှိနေတဲ့အတန်းနေပေါ့နော် ကိုတေးအောင်ကျွန်တော်မကန်နိုင်ခဲ့တာဒီကျွန်တော်ပါတယ်ဘုံမောက်ဘက်ကဘုံမောက်ကိုကျွန်တော်အရင်ဆုံးကြည့်ဘုံမောက်ကစားတာကတော်တော်လေးကိုဘယ်လိုပြောမလဲဟိုမန်ချက်စတာစီးတီးကိုရှင်ကစားနိုင်နေပေါ့ရှင်ကစားနိုင်နေဆိုတာစီးတီးရဲ့ဒီဂိမ်းပလန်နဲ့လည်းဆိုင်တာပေါ့နော်မန်ချက်စတာစီးတီးကအရင်လိုမဟုတ်တော့ဘူးကျွန်တော်ရလက်ကိုကျွန်တော်နေအဓိကထားလာပြီးတော့ပြိုင်ပွဲမှာလက်တွေ့ဆောင်သူတို့ကစားလာပြီဗာရီယိုလာရဲ့ပုံစံတိုင်းပြီးခဲ့တဲ့နှစ်တွေကပုံစံတိုင်းဒရက်ဆက်တိုက်စစ်စင်နာမျိုးဒရက်ဆက်ကျွန်တော်နေပေါ့နော် high pressing သွားတာမျိုးတွေကျွန်တော်မတွေ့ရတော့ဘဲနဲ့ပွဲအချိန်ကြီးကိုမူတီရလက်အနေထားကိုမူတီပြီးတော့ ပြိုင်ဘက်ပုံမှာမူတည်ပြီးတော့သူတို့တွေဒါဟိုလက်တွေ့ဆန်တဲ့ပုံစံမျိုးတွေတွားနေတယ်ပေါ့တချို့ဆိုလို့ချင်းကျွန်တော်ကလုံးဝကိုတချို့အချိန်ကြီးမှာဘာပရက်ဆင်မန်မလုပ်ဖဲနေပေါ့နော်မေပလော့လောက်ကစားသွားတယ်မျိုးတွေကျွန်တော်တွေ့ရတယ်ဘုံမောင်ရဲ့ဘက်ကလည်းသူတို့ရဲ့ဒီ central progression ဒီမှာဆိုလို့ချင်းလည်းတော်တော်လေးကောင်းနေတယ်မှာပါတယ်ဒါမျိုးလို့ဒီပွဲမှာဘုံမောင်တအားမှားသွားတဲ့အရာတခုကမှားသွားတာလေတော့ကျွန်တော်ကလူကြောင့်လည်းပြောလို့တော့မရဘူးဘာလို့လဲဆိုတော့တရားစီလုံးလို့လို့ဘုံမောင်ကဒါဟာသူတို့ပုံစံပြစ်တွားနေလို့ပဲဒါပါလဲဆိုတော့ high pressing ပဲဒါကြောင့် sorry high defensive line ပဲ ဒီနေ့ပွဲစဉ်ဘုံမောက်တွေအဓိကတိုင်ပတ်သွားတာဒီ fight high defensive line ပဲဒီအဲ့ဒီ high line ကသူတို့ကိုဒုက္ခပေးသွားတာအဲတရားဒီလုံးအနေထားနဲ့ပေါ့နော်နီးပြပြတဲ့ Yarula ကတော့ဒီပုံစံတိုင်းသွားတယ်ပေါ့လေဆိုတော့ဒီတပွဲအတွက်နဲ့သူအချိန်တော့မလုပ်ဘူးဆိုတာမျိုးကလည်းတိတ်တော့ jetch လို့လို့တော့မရဘူးဒါပေမဲ့နီးပြတယ်ဆိုတာကပွဲတိုင်းအတွက်မတူညီတဲ့ပုံစံမျိုးတွေနဲ့ချင်းကက်နေကြတဲ့အခြေအနေမျိုးမှာတိုက်စစ်မှာ Haaland လို့ကစားမမျိုးပါတဲ့အသင်းကို highlight ကစားတာကတော်တော်ကြီးတော့ ဟိုဘယ်လိုပြောမလဲ risk you ကကြတယ်အဲ့လို risk you ခဲ့တဲ့အတွက်လည်းအခုလက်ရှိမှာအဲ့ဒီ highline တွေကနေတဆင့်သူတို့ဒုက္ခရောက်ခဲ့ရတာပဲချာကီနဲ့သူတို့ဒီ Manchester City တိုက်စစ်မှုဘယ်လိုပြောမလဲ highline တွေကြားရဲမှာဆိုလို့ရှိရင်အချိန်ဆက်တွေတအားကောင်းပြီးတော့ဘုံမောင်ရဲ့ highline ကိုသူတို့ကောင်းကောင်းဖြည့်နိုင်ခဲ့တဲ့နေရာမှာကျွန်တော်ပါတယ်နော်ဘုံမောင်ရဲ့ခန်းစစ်စားမားတွေနေနဲ့ highline ရဲ့ pace ကိုဘယ်လိုမှလုံးဝ like မမီဘူးဗျ like မမီပဲနဲ့ဂိုးတွေကအလွတ်ကြီးတွေကြီးကျွန်တော်ပေးရတာ ဒါတော့မှကျွန်တော်အနေနဲ့ဂူသမားကောင်းသွားလို့နော်ပက်ထရိုဗစ်ကျွန်တော်ကောင်းသွားလို့တချို့လုံးနေမြန်ဟက်ထရစ်ရမယ်လုံးနေကျွန်တော်ရှိတယ်နော်နီကိုအူရန်လေးရဲ့နောက်ထပ်တစ်လုံးနေကျွန်တော်ဒါဟိုဘယ်လိုပြောမလဲဟိုဂိုးစီးပေါ်လောင်းကနေအချီနီမျိုးတွေကနေစင်ဘုံမောက်ကကာသွားတဲ့အခိုက်တဲ့နေကျွန်တော်ရှိတယ်အဲ့လိုမျိုးလွတ်လွတ်ထွက်သွားတာ ဒါကြောင့် highline ကစားတာကဒီဘက်မှာ Manchester City တွေအကြိုက်ဖြစ်သွားပြီးတော့ဘုံမောင်းတွေတော်တော်ဒုက္ခရောက်ခဲ့ရတယ်လို့ကျွန်တော်ပြောရမယ်။ဘုံမောင်းဘက်ကတော့စီမင်ယူကတော့စီမင်ယူပဲပေါ့နော်။အရာလုံးဝပြိုင်ဘက်ကိုတောက်လျှောက်ဒုက္ခပေးနေတဲ့တိုက်စစ်ဆာမတရားပဲရှိနေသေးပဲ။တိုက်စစ်မှာ Krubi တို့ဘာလို့လဲတကယ်ကောင်းတဲ့ chance တချို့ကျွန်တော်ရတယ်။ဒါပေမဲ့လို့ Donnarumma ကိုတိတိကျကျကန်ခဲ့တာဒီနဲ့ကျွန်တော်သာဂူရီဘာတွေတော့အများကြီးကျွန်တော်မရခဲ့ဘူးပေါ့နော်။ပြောလို့တင်မှာဆိုရင် Manchester City တို့ကစိတ်ကြိုက်ဖြစ်သွားတယ်။ City ကဒီဘက်မှာဆိုရင် Chaki နဲ့ Haaland ပြီးရင် Foden တို့အတွဲကဒီဘက်တော်တော်လေးကောင်းပါတယ်။ တူတူပင်ချာကီနဲ့ကျွန်တော်ဒီဟာလန်ရဲ့ဂျားထဲမှာဆိုလို့ရှိရင်တယောက်နဲ့တယောက်အခြေဆက်ဒီနားလည်မှုတွေကကျွန်တော်ကြီးကိုကောင်းတာပေါ့နော်ချာကီနေနဲ့ဟိုဘယ်လိုရမလဲအထက်ကင်းသွားတဲ့နေရာမျိုးတွေမှာဟာလန်ရဲ့ပြေးလန်းပေါက်တွေကိုသူကောင်းကောင်းနော်ကွက်တီရအောင်ကျွန်တော်ထိုးပေးနေစွမ်းနေကျွန်တော်ရှိတဲ့ဘောလုံးကိုချစ်လုပ်ပေးတာမျိုးတွေနော်ဒါပြင်သူဘောပေးတာမျိုးတွေကဟာလန်ပြေးပေါက်တွေကိုကွက်တီရဲ့ကြီးကျွန်တော်ကြားတာဒါပြင်ဖိုဒင်နဲ့သူရဲ့ဂျားထဲမှာဆိုလို့ရှိရင်လည်းအခြေဆက်တွေကတော်တော်လေးကောင်းနေတယ်မှာပါတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ကြည့်ရင်ဒိုဂူရိုးပါတို့အနေနဲ့ဘုံမောင်နောက်ခံကစားမပြတဲ့ဟီမီနက်စ်ကိုကြိုးဝယ်ရုံးကင်နေရတဲ့အချိန်မှာ ဟာလန်နဲ့ချာဂီဖိုရင်းရဲ့ကြားထဲမှာဒီ၃ယောက်အခြေဆက်ကဘုံမောက်အတွက်အဓိကပြဿနာဖြစ်သွားတာပဲဟာလန်ကလည်းပဲကျွန်တော်တို့ချို့လုံးနေလွတ်လာရဲဆိုလို့ရှိရင်ဒီကောင်ကလည်းမလွဲဘူးပေါ့နော်ဒါကြောင့်လောတင်မှာအလုံးတိုင်းမဝင်ခဲ့တာဝင်ခဲ့တာမဟုတ်ပြီမဲ့လေလို့တိုက်စစ်ရတဲ့အခွင့်အရေးတွေမှာနေပြီးတော့ဒါ၂၉ရောက်အောင်လုံနိုင်ခဲ့တယ်ဆိုတာမျိုးက တော်ကောင်းတဲ့အနေထားပါ၃ဂိုးတိုးပါမန်ချက်စတာစီးတီးကဥဆောင်ဂိုးတွေအမှန်ကန်ရအပြီးမှာဘုံပေါက်ဘက်ကိုမလူလားအဖက်နဲ့ဟိုက်ပရက်စီနေကြလို့မသွားတော့ဘူးမေဘလောပုံစံမျိုးတွေဆက်သွားတဲ့အခါမှာဘုံပေါက်ကဘောလုံးပိုင်ဆိုင်မှုပိုရတယ်ပြည်တနာကအဲ့လိုဘောလုံးပိုင်ဆိုင်မှုအသာစီးရနေတဲ့အချိန်မှာဒီနီးပြအီယာရိုလာရဲ့အတင်းကအိုပင်ပလေးကနေတစ်ဆင့် chance တွေပါတယ်ပေါ့နော်သူတို့လုံးဝမဖန်တီးနိုင်ခဲ့ဘူးအန်ဒီရဲ့များလာတယ်ဖြစ်တင်ဘောတွေမတိကြဘူး crossing နေလုံးဝအခြေအနေမကောင်းဘူးเนาะတောင်ပိုင်းနှစ်ဖက်တောင်ပိုင်းမှာနှစ်ဖက်မှာဆိုလို့ရှိရင်တောင်နေတောင်အခြေဆက်ဒီမှာဆိုလို့ရှိရင်လိုအပ်ချက်ဒီအများကြီးရှိတယ် central zone ကနေပြီးတော့လဲဘာအန်ဒီရဲ့မှာမပေးနိုင်ဘူးဆိုတဲ့အခြေအနေနဲ့ပဲသူတို့ကျင်နေခဲ့ရပဲဒါကြောင့် Manchester City ကတော့ဟိုဒီယာဒီပေါ့နော်နောက်တန်းပြဿနာတွေကိုသူတို့လည်းတော့တင်မှာအများကြီးဖြေရှင်းလာနိုင်ပြီအများကြီးဖြေရှင်းလာနိုင်ပြီ ော့ယာဒီဆမှာဆိုရင် နောက်တန်းနေကကောင်နာအထက်ကိုမကာကွယ်နိုင်ရတာနဲ့เนาะတော်တော်လေးကိုတိုင်ပတ်နေတာအဲ့တော့သူတို့ဒီနေ hybrid scene သူတို့ကမသွားတော့ဘဲနဲ့ဒီခန်းစီကိုပို့ပြီးတော့ကြစ်လျအောင်လှုပ်လာတဲ့ဥဆောင်ကိုရရအပြီးမှာဒါတွေကလုံးဝအချိန်ကြီးကောင်းလာပြီအဲ့တော့ဒီပွဲမှာဆိုရင် Manchester City နေနဲ့ဒါသူတို့ပေါ့เนาะချင်းချင်းကတဲ့ပုံစံကတော်တော်လေးကိုထိရောက်မှုရှိခဲ့ပြီးတော့တုံ့မှတ်လဲရခဲ့တယ်လို့ကျွန်တော်ပြောရမယ်ဆိုတော့ City ကတော့အစ်စ်နှစ်နေရာကိုကျွန်တော်ပြန်ပြီးတော့ရောက်လာပါပြီအာဆင်နယ်ကိုထက်ပြီးတော့ကျွန်တော်တို့ကဒုက္ခပေးဖို့ဖိအားပေးဖို့ကြိုးပမ်းလာပြီပေါ့လေအာဆင်နယ်နေနဲ့အမှတ်မရောဘူးကျွန်တော်လိုပါတယ် ဆိုတော့ညီကလေးအနေနဲ့ရောဘလူမင်းညာလည်းဒီပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်